ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့999 Burmese USA News YouTube Channel ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်နာမည်ကတော့ Mr. 9ဖြစ်ပါတယ်အမေရိကရဲ့မြန်မာအင်္ဂလိပ်ဘာသာပြန် Certified Interpreter တယောက်ဖြစ်ပါတယ်ဒီကနေ့ကျွန်တော်ဘာသာပြန်တင်ဆက်ပေးသွားမယ့်သတင်းကတော့ American မှာမွေးဖွားတာနဲ့သူ့နိုင်ငံသားဖြစ်ခွင့်မရတော့ဘူးလို့ဆိုတဲ့သမ္မတ Trump ရဲ့အမိန့်ကိုတရားရုံးချုပ်ကအတည်ပြုလိုက်ပြီးဖြစ်ပါတယ်သတင်းအပြည့်အစုံကတော့ CNN သတင်းဌာနကဂျွန်လ28 2025မှာတင်ဆက်သွားတာကတော့ အမေရိကန်ပြည်ထောင်စုမှာမွေးဖွားလာတဲ့ကလေးတယောက်ဟာအလိုလျောက်အမေရိကန်နိုင်ငံသားသို့မဟုတ်မွေးရပါအမေရိကန်နိုင်ငံသားဖြစ်ခွင့်ရှိတယ်ဆိုတဲ့ဥပဒေကို သမ္မတဒေါ်နယ်ထရမ့်ကဖျက်သိမ်းလိုက်ပါတယ်။အဲ့ဒီလိုဖျက်သိမ်းတာကိုဒီမိုကရက်တွေရဲ့ခိုးဝင်ကျူးကျော်တွေကိုမြှောက်ပင့်ပေးနေတဲ့ဖက်ဒရယ်တရားသူကြီးတွေက ပြန်ပြီးတားမြစ်ထားခဲ့ပေမဲ့အခုနောက်ဆုံးတော့အမေရိကန်ရဲ့ Supreme Court လို့ခေါ်တဲ့နိုင်ငံတော်တရားရုံးချုပ်က သမရထရမ့်ရဲ့အမိန့်ကိုအတည်ပြုပေးလိုက်ပြီးတော့ဒီကနေ့တောက်ကြနေကစပြီးခိုးဝင်ကျူးကျော်မိဘတွေကအမေရိကန်စစ်ရုံတွေမှာမွေးဖွားလာတဲ့အမေရိကန်မျိုးပေါ်မှာမွေးဖွားလာတဲ့ကလေးတွေဟာအလိုလျောက်အမေရိကန်နိုင်ငံသားပေးမဖြစ်တော့ပါဘူးနိုင်ငံတော်တရားရုံးကဒီမွေးရပါနိုင်ငံသားမဖြစ်ရဲ့အမိန့်ကိုဆုံးဖြတ်တဲ့အခါမှာတော့သမရထရမ့်ရဲ့အစိုးရအဖွဲ့ကအနိုင်ရရှိသွားပြီးအခုမွေးရပါနိုင်ငံသားဖြစ်ခွင့်မရှိစေရဥပဒေအပြင်နောက်နောက် ိုးဝင်ကျူးကျော်ရီဘက်ကနေတောင်းဆိုလာနိုင်တဲ့အခွင့်အရေးမှန်သမျှကိုနိုင်ငံတော်တရားရုံးကနေပယ်ဖျက်ဖို့ပထမခြေလှမ်းဖြစ်တယ်လို့လူဝင်မှုကြီးကြပ်ရေးရှေ့နေတွေကခံမှန်းကြပါတယ်။အခုတမရထရန့်ပြဋ္ဌာန်းလိုက်တဲ့ခိုးဝင်ကျူးကျော်မိဘတွေကအမေရိကန်ရဲ့ဆေးရုံဆေးကန်းတွေမှာမွေးဖွားလာတဲ့ကလေးတွေဟာမွေးစည်းရင်တော့ရရှိမှာဖြစ်ပြီးမွေးရပါနိုင်ငံသားတော့မဖြစ်စေရဆိုတဲ့ဥပဒေကိုဒီမိုကရက်တွေအားကောင်းတဲ့ပြည်내20ကျော်က အပြင်းထန်ကန့်ကွက်ကြပြီးတော့ဖက်ဒရယ်တရားရုံးအထိသမရထရန့်ကိုတရားစွဲဆိုခဲ့ကြပါတယ်။အခုတော့နိုင်ငံတော်တရားရုံးချုပ်ကသမရထရန့်ကိုအနိုင်ပေးလိုက်ပြီဖြစ်လို့အင်ပီရောကနေပြီးတော့သမရထရန့်ကတော့ဒီဆုံးဖြတ်ချက်ဟာအလွန်ကောင်းမွန်တဲ့ဆုံးဖြတ်ချက်ဖြစ်ပြီးတော့အမေရိကန်နိုင်ငံသားတွေအရန်ပျော်ရွှင်ရမယ်ဆုံးဖြတ်ချက်ဖြစ်တယ်လို့ပြောလိုက်ပါတယ်။သမရထရန့်ဟာဆိုရင်တော့ဇန်နဝါရီ2025မှာဒုတိယအကြိမ် တမရပြန်ဖြစ်လာတာနဲ့ဥပဒေပြုအမိန်တွေကိုတစ်ခုပြီးတစ်ခုပြစ်မှတ်တွေစီကိုမြားပြစ်တို့ပြစ်ခတ်ပြီးထုတ်ပြန်ခဲ့တယ်လို့သူ့ရဲ့အမိန်တွေကိုမကျေနပ်သဘောမတူလို့ကွန်ဂရက်ဆန္ဒတွေပြကြပြီးအထက်တရားရုံးတွေအောက်တရားရုံးတွေဖက်ဒရယ်တရားသူကြီးတွေကအစာနှီးမျိုးစုံတုံးပြီးတော့ကန့်ကွက်ကြတရားဆွဲတရားတွေဆွဲဆိုခဲ့ကြပါတယ်။အဲ့ဒီကြားထဲမှာပဲတမရထရမ့်ဟာဇက်တိုက်အနိုင်တွေရရှိခဲ့ပါတယ်။ဒီတစ်ပတ်စောစော မှာတော့ကိုဗစ်ကျူးကျော်တွေကိုပြည်နေတန်ပေးတာသူတို့တွေရဲ့မူရင်းနိုင်ငံတွေကလက်မခံလို့အခြားနိုင်ငံတွေကိုပို့ဆောင်ခဲ့တာကိုဝိုင်းဝန်းကန့်ကွက်ကြပြီးတရားသူကြီးတွေကအဲ့ဒီလေရင်တွေကိုနောက်ကျောင်းပြန်လည်ခိုင်းပြီးတော့အဲ့ဒီကိုဗစ်ကျူးကျော်မရင်းလူသက်အစွန်းရောက်တောင်းကျမ်းသူတပုံးတွေကိုအမေရိကရဲ့မြေပေါ်ကိုပြန်လာဖို့ပြန်ခေါ်လာဖို့အမိန့်တွေချမှတ်ခဲ့ပေမဲ့နောက်ဆုံးတော့နိုင်ငံတော်တရားရုံးကနေထရမ့်ကိုအနိုင်ပေးပြီးတော့ ဖက်ဒရယ်တရားရုံးကစွဲဆိုချက်တွေဟာရှုံးနိမ့်ခဲ့ရပါတယ်။အဲ့ဒီလိုပဲအယ်လီကသဘုံတွေကိုနှိမ်နင်းဖို့တမရထရမ့်က နေကြဆောင်စစ်သားအယောက်4000ရဲ့ US ကမရိန်တပ်သားတွေကိုဆေလွတ်ခဲ့တဲ့ကိစ္စမှာလည်းအယ်လီရဲ့မြို့တော်ဝင်ရောကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူးကပြည်နယ်တရားရုံးတွေကပါစစ်တပ်ကိုအယ်လီကအ мян ရုတ်သိမ်းပြီးတော့နေဆက်ပြန်ဖို့အမိန့်တွေထုတ်ပြန်ခဲ့ပေမဲ့ တမရထရမ်ကပဲအနိုင်ရပြီးတော့အယ်လီကသဘုံတွေကိုစစ်တပ်နဲ့ဆက်လက်နှိမ်နှင်းဖို့ဗဟိုတရားချုပ်ရဲ့ခွင့်ပြုချက်အမိန့်တွေကိုရရှိခဲ့ပြန်ပါတယ်။နောက်ပြီးတော့လည်း American စစ်တပ်ထက်မှလက်ရှိစစ်မှုထမ်းနေတဲ့ဟိုမရောက်ဒီမရောက်အချောက်ကလေးတွေကိုယူနီဖောင်းတွေချွတ်ပြီးတော့တပ်ထရနဲ့နှင်ထုတ်တဲ့ကိစ္စမှာလည်း Trump ရဲ့ဆုံးဖြတ်ချက်ကိုဗဟိုတရားချုပ်ကအနိုင်ပေးခဲ့ပါတယ်။ပြီးတော့ American စစ်တပ်ထဲကိုလည်းအဲ့ဒီဟိုမရောက်ဒီမရောက် အချောက်ကလေးရတွေကိုပေးမဝင်တော့ပါဘူးပြီးတော့အခုဆုံးဖြတ်ချက်ချလိုက်တဲ့နိုင်ငံတော်ဗဟိုတရားရုံးရဲ့ဆုံးဖြတ်ချက်ဆိုတာအဲ့ဒီတရားရုံးမှာရှိတဲ့တရားသူကြီးအားလုံးရဲ့စာနာမဲတွေကို ခွဲပြီးတော့ဆုံးဖြတ်ခဲ့တာမို့လို့နောက်အနာဂတ်မှာသမရထရန့်မဟုတ်တော့ပဲနောက်တက်လာမဲ့သမရတယောက်ကပြန်လဲပြင်ဆင်မယ်ဆိုရင်တော့သမရဆုံးဖြတ်ချက်တခုလည်းနဲ့မရတဲ့ကိစ္စဖြစ်နေတာမို့လို့နိုင်ငံတော်တရားရုံးကိုပြန်ရောက်လာရင်တော့ တရားရုံးရဲ့တရားသူကြီးအများစုကသဘောတူမဲခွဲဆုံးဖြတ်ထားပြီးဖြစ်နေတာမို့လို့သမ္မတတယောက်ကပြန်မပြေနိုင်တော့တဲ့ခိုင်မာတဲ့ဆုံးဖြတ်ချက်တမျိုးဖြစ်တယ်လို့သိရပါတယ်။ Maryland ပြည်နယ်ကလူဝင်မှုကြီးကြပ်ရေးစောင့်ကြည့်လေ့လာသူတွေရဲ့ကိုဝင်ဆောင်နေတဲ့မိခင်တွေကတော့ American ရဲ့ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံစည်းမျဉ်း14ရ American မျိုးပေါ်မှာမွေးဖွားလာတဲ့ကလေးအားလုံးဟာ American နိုင်ငံသားဖြစ်ခွင့်ရှိရမယ်လို့ပြဋ္ဌာန်းထားတာကြောင့်သူတို့ရဲ့ကလေးတွေ မွေးဖွားလာရင်နိုင်ငံသားဖြစ်ရမယ်လို့ယခုထိငင်းခုန်နေကြဆဲဖြစ်ပါတယ်။တမရထရန့်ရဲ့အမေရိကန်မျိုးပေါ်မှာမွေးဖွားတယ်ဆိုတိုင်းနိုင်ငံသားမဖြစ်စေရဆိုတာကရှင်းရှင်းလေးပါ။နံပါတ်၁မိခင်ဟာခိုးပင်ကျူးကျော်ဖြစ်နေပြီးဖခင်မှာလည်းအမေရိကန်နိုင်ငံသားလည်းမဟုတ် green card ကင်ဆောင်ထားသူလည်းမဟုတ်ရင်အဲ့ဒီကလေးဟာအမေရိကန်နိုင်ငံသားပေးမဖြစ်ပါဘူး။နံပါတ်၂မိခင်ဟာ အမေရိကမှာယာယီခိတသာနေထိုင်ခွင့်ရရှိထားသူ ဖြစ်ပြီးဖခင်ဟာလည်းအမေရိကန်နိုင်ငံသားလည်းမဟုတ် green card လည်းမရှိအဲ့ဒါဆိုရင်တော့အဲ့ဒီကလေးဟာအမေရိကန်နိုင်ငံသားပြိမဖြစ်ပါဘူးကျေးဇူးတင်ပါတယ်ခင်ဗျာတင်ကတော့ဒီလောက်ပါပဲနောက်နေ့တွင်မှာလည်းအမေရိကရဲ့တင်အမှန်များကိုစူးစမ်းပြီးတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့999 Burmese USA News YouTube channel လေးကိုကြိုက်နေတက်ခဲ့ရဆိုရင် like and subscribe လုပ်ပေးခဲ့သွားပါ so please take care of yourself and each other Bye bye. And they cannot do that. No longer. No longer. And on immigration, on a side note, today marks 2,711 arrests on these terrorists and these gangs. Total arrest today with HSI investigations. And thank you, Stephen Miller. Thank you to Homeland Security. Thank you to everyone working hand in hand with the FBI on all of these transnational gangs. TDA has been a huge terror to our country, as well as MS 13, as well as Sinaloa cartels. No longer. No longer. These injunctions have allowed district court judges to be emperors. They vetoed all of President Trump's power, and they cannot do that. This has been a bipartisan problem that has lasted five presidential terms, five different presidents and it has ended today. We will continue to fight for President Trump's policies. I want to thank the Office of White House Counsel, Dave Warrington. You and your staff have been incredible. Our Solicitor General's Office, John Sauer, Sarah Harris, and Todd Blanche and Emil Bovey. Todd's going to say a few words because we've had another major ruling today on transgender books and some other great wins that we've had. But no longer will they have this power in our country. It is the president's authority under his executive branch to do everything to fight for the American people, and he will continue to do that. That's why he was overwhelmingly elected. Every American should have been waiting for with bated breath. And so I, I, echo what the president said and, and Attorney General Bondi that the Supreme Court did a, great thing today, not only for this administration, but for every American in this country. Um, if not for the injunctions case, we would be here talking about another great decision that came down today the Trans Books case, which restores parents' rights to decide their child's education. Seems like a, a, a basic idea, but it took the Supreme Court to, to set the record straight, and we thank them for that. And now that, that ruling allows parents to opt out of, of dangerous trans ideology and make the decisions for their children that they believe is correct. And so we thank the Supreme Court for that. There's been multiple decisions over the past several weeks that just show why this injunction, why this nationwide injunction ban had to happen. For example, what I mean by that is local district court judges issuing decisions that are clearly contrary.